မယုံနိုင်တကောင်ဒီနေ့ကတော့ဗျမ်းမတားကြီးလုံနေတဲ့သူ့ရဲ့ပူစောတိဖွဲ့တော်သူယုံကြည်မှုမရှိတော့ဘဲနဲ့လက်ရှိချိန်မှာတော့ထောက်ပံ့မှုတွေအားလုံးကိုရပ်နားဖို့အတွက်မိတ်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့အောက်မှာရှိတဲ့ပူစောတိအပေါင်းမသားလောင်းတွေကတော့တော်တော်လေးကိုပေါက်ွဲနေရတွေ့ရပါတယ်အထူးသဖြင့်တော့အင်ကန်းရောင်ဆောင်ခြုံပြီးတော့ကတုံးပြောင်ပြောင်နဲ့ပေါက်ကတုံးတကောင်ပေါက်ွဲမှုကလည်းတော်တော်လေးကိုမှဆိုးရွားနေတဲ့အနေထားတစ်ခုပါပဲအခုပြောတဲ့စကားအတိုင်းမှုတွေမကဘဲနဲ့နေပြီးတော့မှရရကကြီးလည်းသိအောင်ပေါ့ဗျာရရကကြီးတို့ဒူးချုပ်ကြီးဘရရကကြီးတို့ဒူးချုပ်ကြီးတို့ ဘုရားတကာကြီးရဲ့ PSO တို့ဒူးချိုကြီးရဲ့ PSO တို့ပြည်ထရေးရဲ့ PSO တို့လည်းတိအောင်ပေါ့ဗျာအာလေနဲ့ချပေးပြီဘုရားဆိုတယ်ခင်ဗျားတို့မပြေဘူးလေနဲ့ခင်ဗျားတို့တစ်ခေါက်လောက်ချပေးပြီတစ်နှစ်လောက်ပြစ်ထားခြင်းနဲ့အနေထားတစ်ခုနော်ဆက်ကြလက်ကွာမထောက်ပြဘူးဘာဖြစ်လဲမထောက်ပြဘာမှဖြစ်ပါဘူးဖိတာပိုင်းဆိုတာ PDF နဲ့နော်ငါကအများကြီးရွာနေမှာအာဟူရက်ပါလို့ဟာဒီ PDF တွေကိုပြဿနာဘလောက်ပြေးလို့ရှင်ထိုက်ပါလို့ရတယ် PDF တွေကိုဘလောက်ပြေးဘလူပါလို့ရဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်ကုန်တာရွာနေမှာအများကြီးပဲအဲ့ဒါကကိုကိုတိုင်းအောင်းဆောင်နဲ့အသုံးမချလို့ပဲအောင်းဆောင်နဲ့အသုံးမချလို့ပဲသူတို့ကသူတို့အခက်အခဲပဲပြောပြတာ လူတို့ခက်ခဲပဲရှိတာဒါနဲ့ပြည်သူတွေရခက်ခဲလို့လူတို့မမြင်ဘူးတမလို့ဒါအောက်ခြေကတမလို့ဒါရခက်ခဲလို့မမြင်ဘူးဟုတ်ကဲ့ခိုင်းမူဒီတိုင်းပြစ်ထားဆိုရင်တော့ဒရိုင်းတိုင်းကြီးလိုက်တာဥစဉ်လိုက်လို့ဒါရိုက်ကြည့်လိုက်ကြည့်တယ်ဒရိုင်းရဲ့ဥစဉ်နဲ့လည်းသတာခဏခဏတုံးကြည့်တယ်အဲ့တော့ great ရဲ့စကြောင်းမင်းရှိတယ်ခုရိရှိမတွန်းလိုက်စားတယ်မမြင်ဘူးကတော့တော်တော်ကြာပြီဗျာတဲ့စားအောင်မမြင်ဘူးလားတော်တော်ကြာပြီတဲ့အဲပေါကတုံးအနေနဲ့ကတော့ PDF တွေအကုန်လုံးငတ်ပြက်နေလို့ပြောနေမယ်လက်ရှိမှာငတ်နေတာကတော့သူတို့ရဲ့ဒူစော်ဒီယွာတွေဖြစ်ပါတယ်ဒူစော်ဒီယွာတွေအကုန်လုံးဘေးပက်ပက်လဲလဲမှာ အွန်လိုင်းတက်တီကနေပြီးတော့ဝင်းရံထားပြီးလူငယ်တွေရဲ့ဝင်းရံပိတ်ဆို့မှုကြောင့်အခုဆိုရင်တော့ပြူစောတွေကိုလုံးငတ်ပြက်နေတာဖြစ်ပါတယ်။လေမြန်နဲ့တော့ဘောကနေချပေးနေပြီမလဲ။လေမြန်ကငါးတုံချရင်တထုတ်တော့ပဲသူတို့စီရောက်တာပါ။အွန်လိုင်းတက်တီကကိုလုံးယူထားလာဖြစ်ပါတယ်။မင်းကမှမီးကိုဖြတ်လိုက်ပြည့်ရတယ်။ဟုတ်ကဲ့။အဲ့တော့မီးကိုဖြတ်လိုက်တဲ့အတွက်ကြောင့်ဒီမြန်နေပြူစစ်တွေရောပါတယ်။ဒီဇယ်လိုတက်စီကိုနော်။တက်စီနဲ့ဒီဇယ်ကိုလိုက်ချနေရတဲ့အနေအထားကိုဖြစ်သွားတယ်။ဟုတ်ကဲ့ပြောရအောင်စကားကိုလို့ရောဝိုင်းခံရတယ်ရတဲ့ကရတဲ့ကမတော့နေပြပါဘူးနော်ဘယ်တော့ဝင်စီမလဲညဝင်စီမလားနေ့ဝင်စီမလားဆိုတော့ဦးဇင်းကအဖြေရှားမယ်နော်အမှန်ရုံးရဲ့ခဏတစ်ခါလား ဒီတရက်နေနေမှာမနေ့လို့စိတ်တော့မင်းမွေးရတယ်မရောက်ဘူးလို့လို့ရှိရင်မင်းမွေးကတော့လုံးလိုက်ခါလိုက်တယ်ကဲဒါတော့ပေါကလုံးရဲ့လောင်ကျွမ်းနေတာဖြစ်ပါတယ်ကော်လိုင်းတက်ဒီအနေနဲ့ကမင်းကမှရှိတဲ့စိတ်ခွေးတွေနဲ့ပြူစောတိတွေကိုမီးပါဖြတ်တယ်ဆိုတော့စဉ်းစားစဉ်းစားကြည့်ပါကြာမီးဖြတ်တယ်ရေဖြတ်တယ်အကုန်လုံးဘဝပြောင်းနေတယ်မီးအဲထဲမှာ ော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဒီလိုလေး reaction မျိုးတော့ပြီးခင်မှာတော့ယနေ့ match လာ27ရက်နေ့တောက်ကြနေရမနက်ပိုင်းဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုချင်းချုပ်ဖော်ပြပြတော့မှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့တရက်တာတွင်စစ်ကောင်စီကစစ်ကွေးသေးဆုံးမှုစရင်မှာတော့အေယာဝတီတိုင်း၄မျက်နှာမျိုးတွေမှာရေကျွတ်လို့မရတဲ့ဒီအသေးများပါတယ်မကွေးတိုင်းစလင်းမျိုးတွေမှာအကောင်၁၀ကောင်နေတိုင်းတဲ့ဝဲမျိုးနမှာ၃កောင်အသီးသီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။အခုဆိုရင်တော့တည်ဆုံးမှုစင်းနေမှာဆိုရင်တော့ AR ဝတီတိုင်းကစတင်ပြီးတော့ပေါဝင်နေပြီဖြစ်ပါတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီတပ်တွေနဲ့ချင်းညီနောင်တပ်ဖွဲ့တို့ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ဖလန်းမြို့မှာစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ဖြစ်တဲ့အမတ်268ခြေလင်တရင်ခလာရ268ကတရင်မှုဒူဘူမူကြီးဝေလင်းထွန်းဆိုသူဟာတိုက်ပွဲတွေမှာကြာဆုံးသွားပြီလို့တပ်တွင်းသတင်းမြစ်မြစ်တွေကဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာဖလန်းမြို့နယ်နောက်ဆုံးလက်ကျန်စကန်မကြာရေးအတွက်ခလာရ268ထံသို့တပ်ကူတွေပို့ခဲ့ပေမဲ့တပ်ကူတွေရောက်လာပြီးနောက်တည့်ရမှာပဲတရင်မှုဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းထေသွားတာဖြစ်ပါတယ် အလမ်းမှာကတော့268ကိုဝိုင်းပတ်ပြီးပိတ်ဆို့တိုက်ခတ်နေတဲ့အနေထားပဲ268ကြမှာစိုးလို့စစ်ကြောင်းကိုရေးပေါ်လှစ်လိုက်တာပေါ့နော်။နောက်တရမှာပါ။နောက်268ကတရင်မှုကြတယ်လို့သိရပါတယ်။လုံးဝသေးကြပါတယ်။မော်လမြိုင်အိမ်မကိုနာရေးလုံနေပါပြီလို့လည်း CDN ဘူကြီးစင်ယုံကလည်းပြောထားတာတွေ့ရှိရပါတယ်။ပလန်မျိုးကိုစစ်ကူရောက်လာတဲ့တဟာတမလီခွန်ခွန်ကိုကဲမှုအောက်ကထောက်ကြံခြေဆိုင်ရတခမယအုံကိုတိဖြစ်ပြီးတရင်မှုတူဖို့မိုးကြီးမင်းခန့်အောင်ဦးစီးတာဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကူကလည်းအယောက်90ပဲရောက်လာတယ်။လိန်နှစ်ခေါက်ပဲဆင်းလို့ရလို့နောက်တစ်ခေါက်ဆင်းမှုဟာကိုအောက်ကနေဝိုင်းပစ်ကြတာတိုက်ခိုက်နေတဲ့ချင်းကြီးကြောင့်နောက်တဲ့စစ်ကူမပို့နိုင်တော့ဘူးလို့သိရတယ်လို့ပြောထားပါဗျ။ရတခမယအုံကိုတစ်ကိုအင်းတော်ဘက်စစ်ကူပို့ဖို့စစ်ကောင်စီကစီရင်ထားပေမဲ့ဖလန်းမျိုးကြမှာစိုးတာကြောင့်ဖလန်းကိုလွတ်ခံလိုက်ရတာဖြစ်တယ်လို့ဆိုထားပါဗျ။အဲအခုဆိုရင်တော့မင်းအောင်နိုင်ကတော့ရုံတောင်ပြေးခွေးမြောက်လိုက်ဆိုတဲ့အတိုင်းပဲဘာလို့လိုကမှမသိတော့ပါဘူးပို့မဲ့တက်တွေကိုလည်းချမှတ်ထားတဲ့နေရာတွေကိုပို့ကန်ဒီမှာပဲအခြားနေရာတွေမှာလည်းအေးပေါ်ချင်းနေတွေဖြစ်လာတာဖြစ်တဲ့အတွက်အကုန်လုံးဖြန့်ဝေပို့နေရတာဖြစ်တဲ့အတွက် ပို့ပြီးတော့ပြည်သူစစ်မှုန်းကိုလည်းသက်သွင်းလာတော့အသေးချာဖြစ်ပါတယ်။ဟောလဲဆိုတော့လက်နက်တွေရှိပြီးတော့အရှိတမ်းမှာတိုက်ခိုက်ပေးမှသူမရှိတော့တဲ့မင်းရောင်နိုင်ဘဝပေါ့ဗျာ။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ချမ်းမတ်54နေအိမ်နဲ့ချမ်းကိုလေလံကြမ်းကင်းဈေးလျှော့ဖို့ဥအောင်ဆန်းဦးရဲ့အဆိုကိုကန့်ကွက်ကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေဘွက်ကတရားရုံးကိုလျှောက်လဲချက်တင်သွင်းခဲ့ပါတယ်လို့ဆိုထားပါဗျာ။အုံချိန်တိုင်းလေလံဆွဲခဲ့ရမှာလေလံဆွဲဝယ်သူမရှိတဲ့သမိုင်းဝင်ချမ်းမတ်54နေအိမ်ကိုဥအောင်ဆန်းဦးကလေလံကြမ်းကင်းဈေးထပ်မံလျှော့ချဖို့တင်ပြလာတာကိုကန့်ကွက်ခဲ့ကြောင်းပြောထားရဖြစ်ပါတယ်။ ချမ54နေရဲ့ခြံရဲ့လေလံကြမ်းကင်းသိငွေကျပ်သိန်းပေါင်း1.85သန်းကိုချော့ချဖို့ကမာရုတ်ခရိုင်တရားရုံးမှာဥအောင်စန်းဦးကတင်သွင်းခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ February လ9ရက်ကချမ်မ54ကိုငွေကျပ်သိန်းပေါင်း1.69ခွန်သန်းနဲ့တတိယအကြိမ်လေလံတင်ခဲ့ပြီးလန်ဆွဲမဲ့လူလည်းမရှိခဲ့ပါဘူးခင်ဗျာ။ဒေသနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနေနေကတော့ငွေကျပ်တသိန်းနဲ့အချံကြီးကိုရောင်းမယ်ဆိုရင်တော့ဝယ်မဲ့သူလုံးဝရှိမှာမဟုတ်ဘူးလို့ပြည်သူတွေကမမမမပြောထားတာလည်းတွေ့ရှိနေရပါတယ်။ နောက်ထပ်သတင်းတို့မှာတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့တော်လိုင်းတက်တရဲ့အနေထားတိုင်းပဲရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ဒီဘွားကြီးရက်ကွက်မှာရှိတဲ့ကျမ်းပတ်စစ်တပ်တွေလှုပ်လှုပ်ပေးနေတဲ့ပြူစောဒီတွေရှိရာကိုလက်ပစ်ဘုံနဲ့တွားရောက်တတိပေးတိုက်ခတ်ခဲ့တယ်လို့မာဇာဆန်မြို့ပြပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကိုပူနိုင်ငံပြောထားပါတယ်။ဆယ်ရက်နေ့ကသင်္ကန်းကျွန်းမြို့နယ်ကြီးဘွားကြီးရက်ကွက်တွားစေးတက္ကသိုလ်နောက်ဘက်မှာရှိတဲ့အောင်သစ္စာလမ်းနေတိအုပ်စုလက်ဝေခံတွေရှိရာပျောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပစ်ဘုံနှလုံးနဲ့တွားရောက်တိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ဒီဘုံပေါက်ကွဲတံကိုတော့ပြည်တော်စုလမ်းမကြီးပေါ်ကပင်ကြားရအောင်ဒေသခံတွေကပြောထားပါတယ်။ ယောက်ျားတစ်ဖက်ဝင်တွေရဲ့တိုက်ခိုက်ခဲ့တဲ့ကြီးပွားရေးရက်ကွက်အောင်သစ်စာလန်ကစစ်ကောင်စီလက်ပါစီတွေရက်ကွက်နဲ့လူငယ်တွေကိုစစ်မှုထမ်းရစေဖို့အတွက်စစ်ကောင်စီတန်းသတင်းပုတ်ကူညီတာမျိုးတွေစိုးစိုးရွားရွားလှုပ်ဆောင်နေပေမဲ့ယခုအချိန်မှာတော့အဒီပေးုံသာတိုက်ခိုက်ခဲ့တယ်လို့ကိုပူနိုင်ကပြောထားပါတယ်။ပြောချင်တာကတော့မိဘပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့မပူးပေါင်းပါနဲ့။သူတို့နီးနားမှလည်းမနေကြပါနဲ့။စစ်တပ်နဲ့ပေါင်းပြီးဒဏ္ဍာရီထားစစ်မှုထမ်းဖို့လညိုးထိုးခိုင်းစေတာအားပေးတာတွေမလုပ်ဖို့ကျွန်တော်တို့ထပ်မံတတိပေးပါရစေ။ဒီခါနောက်ဆုံးချိန်ဖြစ်ပြီးနောက်တစ်ခါကြာရင်ပြက်ပြက်တတအကုန်လုံးကိုရေးယူမှာပါလို့လည်း မာသာဆန်မျိုးရပြောက်ကြားတစ်ဖွဲ့အကြောင်းဝင်ရှိသူကိုပူနိုင်ကပြောထားပါဗျ။နောက်ထပ်သတင်းတော့မှာတော့ရန်ကုန်ပြည်လမ်းအောင်မှာရှိတဲ့ဂျမ်းဘတ်စစ်တပ်ရဲ့အုတ်တွင်းတာဆောင်ဂိတ်ကို PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ဆင်မှာပဲစစ်ကောင်စီတပ်သားအားလုံးအလံဖြူထောင်ပြီးစစ်ကွင်းမြို့တဲကိုပြေးဝင်သွားကြောင်းဒေသတွင်းသတင်းတွေကဖော်ပြထားပါဗျ။မာသာဆန်ဆယ်ရက်နေနဲ့စောပိုင်းမှာဖြစ်ခဲ့တဲ့မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့ဂျမ်းဘတ်စစ်တပ်ရဲ့အုတ်တွင်းတာဆောင်ဂိတ်ကို PDF ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတဲ့ တိုက်ပွဲတွင် PDF အဖွဲ့များကစစ်တပ်ဂိတ်တစ်ခုလုံးကိုဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးဂိတ်ကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းဂိတ်စကန်တွင်ရှိစစ်ကောင်စီတပ်သားများအားလုံးကအလံပြူချောင်းပြီးစစ်ကွင်းမြို့တဲသို့ဝင်ပြေးသွားကြောင်းသိရှိရပါသည်။ရင်းချက်ပါစစ်တပ်ဂိတ်သည်ပြည်သူများကိုနှီးမျိုးစုံဒုက္ခပေးနေပြီးဂိတ်ကိုဖျက်ဆီးသွားလာသောပြည်သူများထံမှစကြေးကောက်ခံခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများကိုပြုလုပ်နေခြင်းကြောင့်ဖြစ်တယ်လို့သိရပါသည်။ကိုတိုက်ချက်မှုဖြစ်ပြီးနောက်နဲ့၈ရက်နေခဲ့မှာတော့အင်အားတရာခံပါတဲ့အကြမ်းဖက်စစ်တဲ့စစ်ကြောင်းဝင်ဂိစကန်ကိုလာရောက်ဖျက်သိမ်းခဲ့ပြီးစစ်ကွင်းမြို့ပေါ်နဲ့မင်းလာမြို့ပေါ်တွင်ခံစစ်ပြင်ဆင်နေကြောင်းနောက်နဲ့၈ရက်နေခဲ့မှာတော့အင်အားတရာခံပါတဲ့စစ်ကြောင်းနဲ့ စစ်တပ်စစ်ကြောင်းကအိစခန်းတွေကိုလာရောက်ဖျက်သိမ်းခဲ့ကြောင်းသိရပါဗျ။အဲအင်းအောင်စုကတော့ပထမဆုံးတစ်နှစ်မှာအာဒလန်ဆိုပြီးတက်ခံရတယ်အရေကြွေးမှုတွေပါတယ်ယာယီမှုတွေပါတယ်ပညာရေးဝန်ထမ်းတွေပါတယ်ကျမကြီးဝန်ထမ်းတွေပါတယ်စသည်အားလုံးကိုရဲဗလာပွဲပြီးရဲဗလာပွဲပြီးကြောင်းကိုနိုင်ငံပိုင်သတင်းစာကနေပြီးတော့တခန်းတနာထည့်ပြီးကြေညာခဲ့တယ်အဲ့ဒီအခါကျတော့ကျွန်တော်တို့လည်းဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်သို့တော့အဲ့ဒီအခါနဲ့တည်းပြီးပြီးတော့ပြရင်လည်းဝမ်းချလိုက်တာနေပါကြောင်နေသိရမလားကဲအားလုံးပဲအခုဆိုရင်တော့မေးအွန်လိုင်းတယောက်က၃နှစ်တခါ၂နှစ်တခါတော့မပြပြလုပ်နေတဲ့ မြောင်းတဲ့ခေါင်းဆိုင်သွားတဲ့ကောင်တွေပေါ့ဗျာမြောင်းတဲ့ခေါင်းဆိုင်သွားတဲ့ကောင်တွေကိုကြီးကျူးတဲ့စကားလေးတခုပြောပြီးတော့နောက်ထပ်ကောင်တွေမြောင်းတဲ့ခေါင်းဆိုင်ဖို့အတွက်လမ်းညွန်တွေအရောတွေ့နေရပါတယ်။အခုဆိုရင်တော့မပူတူတကောင်ကတော့နော်သူ့ရဲ့မဟာသွေးလားယာတိသွေးလားမသိတဲ့မပူတူတကောင်ကတော့ထပ်ပြီးတော့သူတို့တွေကိုဘွယ်တူးဘွယ်ကုန်ကြီးပေးဖို့အတွက်တောင်းဆိုနေရအောင်တွေ့ရပါတယ်။တိုင်းနဲ့ဝါချလိုက်တယ်လို့ဖြစ်သွားတယ်ဆိုတော့ကလက်ရှိမှာဆိုလို့ရှိရင်ဒလန်ဆိုပြီးဆွဆွတက်ပြက်ခံရတဲ့တေသွားတဲ့လူက6000တော့ရှိရင်ထိခိုက်တံရရရှိတယ်ပင်ရတဲ့ကောင်6000ကျော်ဦးပင်ရပြီးတော့ရအိမ်မှုတွေစိတ်အိမ်မှုတွေလောက်ရမယ်ရရှိမယ်ခွန်ရေးတွေကိုရအောင်ယူ ီသူတွေကိုအနိုင်ကျင့်ပြီသူတွေစီကစက်ကြီးတွေကောက်နော်အဲ့လိုမျိုးတွေလှုပ်လို့ရှင်းခံတာလေဒါရှင်းနေတာပဲအရှင်းမရှင်းမရှုံမရှင်းနေလှုပ်ရင်တော့ရှင်းခံမှာပဲလူစင်းရင်းကတပေါင်းမှာတပေါင်းနဲ့ထားမှာရှိတယ်။ဆိုတော့တေးလွားတဲ့လူအတွက်ဆိုလို့ရှိရင်ကျန်ရည်သူမိသားစုအတွက်ဆိုရအနေနဲ့ကဘာတခုမှထောက်ပံ့ငွေမပေးဘူး။ထောက်ပံ့ငွေပေးတင်တယ်။ထောက်ပံ့ခြင်းလည်းရတဲ့မှာရယ်။ဒီလူတွေကနိုင်ငံတော်မှာနိုင်ငံတော်ရဲ့ဥပဒေပေါက်ထဲမှာနေထိုင်တဲ့အတွက်အကြမ်းဖက်သမားတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့လူတွေဖြစ်တယ်။နော်။တချို့ကြတော့အကန့်ကောင်းထောက်မှဆိုအသက်မသေးပေမဲ့နော်ကိုလည်းအင်္ကာတွေချို့တက်သွားလို့ဒုက္ခိတာဖြစ်သွားတဲ့လူတွေရှိတယ်။ ူများတို့စိတ်ပူမှုတွေနဲ့နင့်ကုန်နေမဲ့ရင်စိတ်ဘူးနင့်ကြမှာဒုက္ခိတမပြေမနဲ့ဘဝကပြတ်သွားမယ်နော်ဘဝကတည်သွားပြီအသက်ရှင်လေးကဘဝတည်ပြီးဒုက္ခိတဘဝရောက်နေတဲ့လူတွေမှာနော်ကိုလည်းအင်္ကာမတန်ဆွမ်းတော်တဲ့တွေအလောက်ကင်စားတော့ဖို့တမဝဲကြောင့်လောက်ကင်စားတော့ဖို့အစိမ်မပြေတဲ့လူတွေလည်းအများကြီးရှိတယ်ဒီအတွက်ကြောင့်တော့အကြံဖတ်သမားကတော့အကြံဖတ်သမားပြီးပြီးအကြံဖတ်မှုကိုလုပ်မှာပဲနိုင်ငံတော်အစိုးရအနေနဲ့ကနော်အဘလို့လို့အဘဟုတ်ပါရဲ့ခင်ဗျာအဘမှန်ပါရဲ့ခင်ဗျာလက်ညှိုးထောင်ကောင်းညှိနေတဲ့ဘောချက်တို့ကိုပဲတွေးနေမွေးနေမဲ့အစားဒလန်ဆိုပြီးတက်ခံရတဲ့လူတွေပေးခဲ့ရတဲ့အသက်တွေဆွန့်လွှတ်ခဲ့ရတဲ့အသက်တွေနိုင်ငံတော်အတွက်ပေး းဆက်ခဲ့ရတဲ့အသက်တွေပေါ့ကွာဒီအတွက်အစိုးရအနေနဲ့ကပြန်လဲငဲ့ကွက်တင်ပါတယ်ဒါကြောင့်မို့လို့เนาะအာရဲဘလာဘွဲဆိုပြီးတော့ပြားရင်နဲ့ဝမ်းချပြီးတော့ခဏတာလူဘိန်းကြိုက်လေးပေါ်ပင်လေးပဲလုံးမယ်စာဖြစ်နိုင်မယ်ဆိုရင်အရင်တော်အတွက်เนาะဒီကျမတို့ဒီလောကျော်တပ်ဖွဲ့ဝင်တွေစစ်တီတွေအာတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအတွက်ဆိုလို့ရှိရင်မထိုက်တဲ့ထိုက်တဲ့လျောက်ထိုက်တဲ့လက်လျောက်နိုင်ငံတော်တပ်ပိတ်ဆက်မှုတွေဆိုရကပြန်ကြည့်တယ်ဒီတော့ကျမတို့ကျေးဇူးတင်တယ်သို့တော့ဒီလိုမျိုးတားမဲ့အရက်သားတွေနိုင်ငံဝင်နေနေဆိုရဝင်နေနေเนาะရဲကြီးမှုလည်းမဟုတ်အုပ်ချုပ်ရေးမှုလည်းမဟုတ်ပဲနဲ့စစ်တပ်ကိုထောက်ခံတာနဲ့ဒလန်စုပြီးတက်ခံရတဲ့မိသားစုဝ ဝင်တွေအတွက်အစိုးရအနေနဲ့ကငဲကွက်တင်ပါတယ်ဒါကြောင့်တက်ကိုထောက်ခံရတဲ့ဘယ်သူမှကြီးစံကုန်ကံပြည့်ရှင်းမနေဘူးเนาะပြည်သူတွေကိုဒုက္ခပေးကော်လိုင်းအဖွဲ့တွေရဲ့တရင်တွေကိုစုံစမ်းပြီးတော့စစ်ကူးတွေနဲ့ပူးပေါင်းပြီးတော့ရသမြကုန်စားတောင်းနေတဲ့ကောင်တွေကိုစပုတ်နစ်နေတာဖြစ်တဲ့အတွက်အိတ်ခွင်ပေးလိုက်တာပါပဲငါတို့တွေကနော်အမလို့တနစ်တစ်ချိန်မဟုတ်ဘူးဆိုရင်တော့အ ਨੇ ဆုံးတော့ထိုလ်လူတွေရဲ့အသက်လေးအတွက်ကုံစင်းလုံးနေချင်းမြင်ပြီးတော့အားလုံးကခက်ခဲကြက်တဲနေတဲ့အချိန်မှာ ဲ့လိုမျိုးကြက်တဲလောင်နဲ့နေပါဖင်ရပြီးအနာတသိန်းတော်နေလို့ရတဲ့တိုက်ကလည်းအဟုတ်မက်လို့ထောက်ခံတာအခုတော့ဘဝတွေပြတ်နေကြရင်မလားသူကအနေနဲ့ငွေစာတအိတ်စီတပုံးထောက်ပတ်လိုက်တယ်ဆိုရင်တော့မှတော်တော်ကြီးကိုကျေးဇူးတင်ရရောက်မှာအမှန်အမှန်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့နော်မယောင်ရာတွေလိုက်ပြီးတော့စီလူနေမယ်စာမယောင်ရာတွေလိုက်ပြီးစီလူနေမယ်စာတကယ်ငတ်နေတဲ့ဝမ်းတွေအတွက်တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်အစိုးရအနေနဲ့စာနာထောက်ပံ့ပေးတယ်မှာကျားတော့မပူတူတယောက်ကမင်းအောင်လိုင်းကိုမယောင်အောင်စီလူလုံနေတယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်မယောင်နိုင်တကောင်ကြားသိပါသေးလား ဒီလိုပြောချင်ပါတယ်နော်ဒီမြို့ရဲမြို့ကွင်းဆိုတာကအလုံးနဲ့စတိုင်းတိုင်းမြို့ပဲပေါ့နော်စတိုင်းမြို့ပဲဆိုတော့အလုံးနဲ့ကြားနေတယ်မြို့နဲ့ပတ်သက်ပြီးမှဥပဒေကခဏလေးလာပြောလိမ့်လို့သာရှိပါရဲ့နော်ဘာကြောင့်ပြောရလဲဆိုလို့ရှိရင်မြို့ကွင်းကကဘာအဆင်ပြေနေတာလဲနော်မြို့ကွင်းဆိုတာကလူကြီးတဲ့ဘောပေါ့ဘွားပါနော်ကဲကဘာအမွေနှစ်တည်းများတယ်လို့ပြောပြမယ်လေမင်းအောင်လိုင်းကတော့ဘုံကြီးကျင်းနေတော့မှာပဲအခုဆိုရင်တော့မင်းငွန်းကိုစပြီးတော့ဘုံကြီးကျင်းနေတော့တွေ့နေရပါတယ်အဲ့လိုဒီပါလေးမှာတော့ PDF တွေကစုံမှုနေတယ်ဆိုတော့ဘယ်လိုညံ့လို့လဲဆိုတော့ဖြေရအောင်ရှင်းရှင်းလေးပါပဲเนาะ အဲ့တော့မင်းမွေးကိုဦးဇင်းတော်ကိုပို့ဆိုတာကမင်းမွေးကိုစစ်ကြောင်းထွက်တဲ့စခန်းဒီလက်ကံကိုမကြော်တော့မကြော်ဘူးမကြော်ဘူးတော့ဘာကြောင့်မကြော်တာလဲတိုင်းကမရှိကိုဆက်မလို့ခိုင်းတာလားတက်မမမရှိကိုတက်မမမရှိကိုဆက်မလို့ခိုင်းတာလားဒါမှမဟုတ်ရှေ့ကိုပဲဆက်မလို့ရတာလားဆိုတာဖြေရရောက်ခဲ့တယ်ဒီအခုဆိုလို့ရှိရင်မင်းမွေးကဗီဒီယိုဖြတ်လိုက် PDF ကအဲ့တော့ဗီဒီယိုဖြတ်လိုက်တဲ့အတွက်ကြောင့်ဒီမြန်မာပြည်သူစစ်တေရောဘာလဲဒီဇယ်လိုတက်စီလိုနော်တက်စီနဲ့ဒီဇယ်ကိုလိုက်ရှာနေရတဲ့အနေအထားတစ်ခုဖြစ်သွားပြီဖြစ်ခဲ့ပါတယ် ဘယ်ရက်ကစက်ဖတ်ရဲ့နေ့ကလေးဖြတ်ထားတာဟုတ်ကူတော့ပြောရမယ်စခန်းကိုလို့လေဟောဝိုင်းခံရတယ်ပြေသက်ကပြေသက်ကမတော့ရည်လည်းပြတ်သွားပြီနော်ဘယ်တော့ဝင်စီမလဲညဝင်စီမလားနေ့ဝင်စီမလားဆိုတော့ဦးသိန်းတော့အဖြေရှားမယ်နော်အဲ့တော့သူကဟာဝိုင်းကားမဟုတ်ပါဘူးဆိုပြီးတင်းမှုတိန်တဲ့လူကရှိတယ်စေချောင်းနဲ့ရဲတွေကလည်းအခုစီဘောမာတွေကတော့ပြောပါတယ်မင်းကုန်းကုန်းဝိုင်းထားတယ်တဲ့သူတို့ကဝိုင်းတယ်လို့ဘာလို့လဲတကယ်တော့သူတို့ကဝိုင်းခံနေရတာပါ ဒါမှမဟုတ်စကြောမလို့ရေးရတာကဘာသာမကြလို့ကဘလို့အနေထားဘလို့ပုံစံကိုသူ့လိုလည်းမတည်ဘူးကြာတော့မတည်ဘူးမင်းမလို့ညာလေအဲ့တော့မင်းမလို့နေရာမျိုးတတိဘလို့အိုက်ချင်တော့ဦးစင်းတစ်ချိန်ကမင်းမလို့နေရာမျိုးဒီဟိုဘက်နေရာလို့ဦးစင်းတို့ပြီးလို့စစ်တယ်ခုလက်ရှိ1 to 1ပေါ်တော့လက်ရှိတော့ဘာကြောင့်လို့ဒီ1 to 1တခါကြီးပေါ်နိုင်ဖြစ်လို့နဲ့တို့တို့အဲ့တော့အတိုင်းကအဲ့တော့အတိုင်းကဥက္ကုကိုဥစ္စာကဥက္ကုပေါ်တော့ဥက္ကုကိုတို့လက်ထက်တော့မှာပေါ့နော်ဦးစင်းတို့မင်းကွန်းကြော့ မင်းဝဲလို့ကိုပဲမရရလို့ဝန်လူကောနိုင်တဲ့ဗဒစာရီသူ့လူကိရှင်းလိုက်တာအဲ့လိုတန်းချောင်းချောင်းထောင်ရောက်အောင်တော့ဒီတတိယတတိယအောင်ရှင်းစရာရှိအောင်ပြည့်တဲ့တာရှင်းဖို့လိုတယ်ထိထိရောက်ရောက်လို့ဖို့လိုတယ်အေးလောကအင်အားမတောင်သေးလို့ကွာအင်အားမတောင်သေးလို့မင်းတို့ကငြိမ်မြို့ကြည့်နေအောင်မင်းတို့ကအဟုတ်မှန်နေရတကယ်တည်းရဲ့ဒီအခုဘဝတွေပြတ်နေပြီဥစောတိရေတောင်တောက်ဆရာမရှိတော့ဘူးလေရဲစခန်းမှာလည်းရေပြတ်ပြီးပြတ်တယ်နော်အဲ့တော့ဥစ္စာတကယ်တော်တဲ့လူတွေရိယရိယရပါတော့ ဦးစင်နာအကြီးကြီးဆော့ဖြတ်ပိုင်ကိုရှိရလို့ဒီဆိုရင်အပြည့်ရှင်နောက်မှအပြည့်ရှင်မှာသွားဆက်တိုက်ခိုင်းနေတယ်လူစီဝေးလေးပေါ့နဲ့ဒီရောက်ဦးပြအကောင်ကတင်ကန်းချုံပြီးမင်းအောင်လည်းနေရာတက်ယူခြင်းနေတာဟိုခွေးရလည်းအစင်းပြီးမှမဟုတ်မင်းအောင်ဟုတ်ဆယ်တဲ့ပြီရှိတယ်ကွာနောက်မှမင်းမှာအပြည့်ဒီမှာကွာမေကဘလုံးနဲ့တိုင်းတာကိုထပ်တော့ကွာဟုတ်လားသူတို့ရအဲ့လည်းအတိုင်းရှိပါတယ်ဒါဥစ္စာဘာယူချက်ပါတော့မရှိတော့တတိယတဲ့ကျွန်တော်ပြောပြတာနော်ဒါတတိယတဲ့ကျွန်တော်ပြောတာလူလည်းဥစ္စာမဟုတ်ဘူးခါရပါညာလို့ပြောလို့ရှိတာမဟုတ်ဘူးနော် ဒါတကယ်တော့တော်တဲ့လူဦးဇင်းတော့ချီးကျူးရပါဦးဇင်းတို့ရဲ့အလုပ်ပဲဒါမင်းဘက်ဆိုတော့မန္တလေးနဲ့တော့မဆိုင်ဘူးလက်ပကအားမှာတကယ်နဲ့မန္တလေးကလက်ပကဦးရနော်ဒါပေမဲ့ drive ဒီတော့အကုန်လုံးနဲ့ဆိုင်ပါပဲအဲ့တော့မင်းဝင်လို့နေရာမျိုးကိုတွေ့ထားမှဆိုရင်မန္တလေးပဲလေတော်တော်တဲ့ကုနာနဲ့ဇတိုင်းပဲလေဆိုရင်ဇတိုင်းဆိုတာဘုရင်ဆိုတာဇတိုင်းကိုယူမြုံကျော်လို့မရဘူးကျော်လို့မရဘူးဇတိုင်းကဒီလိုစစ်တွေလာများလားဆိုလည်းများတာပဲ နော်ညာတခါမှပြုစုတွေယူလာတယ်ရှိတာပဲအဲပြုစုရှိတာလည်းတစ်ခါတစ်ခါကလူတွေကပြုစုကဟိုမျိုးလိုတော့တစ်ခါနဲ့ပဲမတည့်ကြဘူးထွေုံရုံမှနေတဲ့ပြုစုကလည်းထွေုံရုံမှဆရာကြီးထားနေပဲကဲဒါတော့ပြုစုစီခွေးချင်းချင်းကိုက်နေတဲ့နေသားတွေပါအောင်မောက်ကိုဦးဝေဘပြုစုတယ်ဦးဝေလူတွေနဲ့လူတွေဟိုအမေရဲ့လူနဲ့ဒီဖုန်းကြီးပဲသူကအပြစ်ပြင်းအပြစ်လိုက်ရှာရတယ်ပြောရမှာနော်အပြစ်လိုက်ရှာရတယ်ဦးဇင်းတော်တုံးတက်တာပေါ့ဗျာတုံးတက်တာပေါ့ဦးဇင်းတော်နော်အဲ့တော့စကိုင်းကိုဒီတိုင်းပြစ်ထားမှာဆိုရင်တော့ တရားကြီးတိုင်းကြီးလိုက်တာဥစဉ်ရလိုက်လို့ဓာရီကြီးလိုက်ကြည့်တယ်ဓာရီနဲ့ဥစဉ်နဲ့လည်းသဒ္ဒါခဏခဏတုံးကြည့်တယ်ဓာရီဓာရီပြန်နေရဆိုတော့ဓာရီရဲ့အကျိုးဆိုတော့အညာလားလို့ဥစဉ်ကအထင်နဲ့ပတ်စကားအားရပါဓာရီကပြောတာကိုဓာရီမှတိုင်းဆိုရဲဓာရီမှတိုင်းကြီးกว่าဆိုတဲ့ဓာရီမှဘုံမနာနာဓာရီမှမထားဘူးဒါနဲ့ဥစဉ်တို့ကဓာရီတို့ ်တရားရည်လည်းဆက်ကြဖို့လည်းမင်းမဟုတ်လို့ဥစဉ်ရလည်းဆက်ကြဖို့မင်းမဟုတ်အဲ့တော့ပြောချင်တာကပြောချင်တာလည်းတရားရည်လည်းအကုန်လုံးမသိနိုင်ဥစဉ်လည်းအကုန်လုံးမသိနိုင်ဥစဉ်တိတဲ့ရာလည်းတရားရည်မသိနိုင်ဘူးတရားရည်ပုံတိတဲ့ရာလည်းဥစဉ်မသိနိုင်ဘူးဒါနဲ့မင်းဝဲတဲ့ဘတ်တဲ့တော့တရားရည်ဆိုဥစဉ်ကမသိမယ်လို့ဥစဉ်ကပိုထင်နေပြန်နော်အဲ့တော့ရိုက်တဲ့ဆိုကြောင့်မင်းရရှိတယ်ခုလိရှိလို့လုံးလိုက်ဘာကြောင့်မလုံးလို့ ။ဟုတ်ပြီပြီ။ကဘာအမွေအနှစ်တွေကဘာရဲ့ဟိုပါလေရှောင်းဟိုပါမွေနေဒါလည်းပြည်ရဲ့နေရာအဲ့အမွေကဘာရဲ့အမွေနှစ်တွေမှာနေရာယူထားတယ်။ဘယ်ကောင်ကတခုတော့ယူဘယ်ကောင်ခေါင်းဆောင်ယူဟုတ်ပဲပြက်နေရာနေဒီမှာပြုစုပြည့်ပြစစ်သားရှိရတာမှာဒါလူလို့ရှိတဲ့အတွက်ကြောင့်နေရာမျိုးကဘေးမှာရှိလို့ကြောင့်ကျတဲ့နေရာလေးမှာစကမ်းမှာလည်းပတ်ပတ်စကိုင်းနဲ့ရွာထဲမှာအမလို့ပြည်ရည်ရှိတယ်။ရွာထဲမှာပြည်ရည်ရှိတယ်။မယုံရင်ကနေထားတာ။ဒီတရက်နဲ့နဲ့မှာခဏလို့စိတ်တော့မင်းမွေးရတဲ့ဘယောက်ကူးဆိုလို့ရှိရင်မင်းမွေးကလုံးလုံးတိတ်ခါလိုက်တယ်။ ်ဖြည့်တဲ့စကံဘူးထောက်ပါလိမ့်မယ်ရှုံးလိုက်ကျဲယူနေအမခဲလိုအပ်ချက်တို့လက်နဲ့ခရလိုအပ်ချက်ပန်းဘူးလိုအပ်ချက်လုံးတိလို့လိုက်တာကိုမလုပ်ဘူးဆိုရင်တော့အဲ့တော့မန္တလေးနဲ့ချိန်ဆပြီးဒီဘက်ကလည်းကြွားမယ်ခုဘက်ကလည်းကြွားမယ်လုံးတိလုံးတိုက်ထားဖို့ပြက်ပြက်တာတာတော့ဦးစင်းတော့တော့လုံးစိတ်ချင်နေတာလုံးလုံးစိတ်ချင်နေဘာမှမကြည့်ရွာလေးမှာ PDF ကြီးဆုံးမနေလဲဆိုတော့အကြောင်းလည်းမပေါ့ဘူးကလူကြောင်းလည်းမပေါ့ဘူးเนาะအဲ့တော့လုံးတိလုံးတိုက်ထားဖို့မလုပ်ဘူးဆိုရင်တော့ ဗမာလို့ခြင်းပေါ့ဗျာဗမာလို့ခြင်းပေါ့နော်အဲ့တော့ဒါဥစဉ်ကတော့တိုင်းမှုလေးတိအောင်ဝက်တိုင်းဖြစ်သွားပါပြီနော်အောက်ဒရင်စက္ကမဝိုင်းမခံပါဘူးဗမာဖြစ်ပါဦးဘယ်ဘက်မှာရေခဲပါဆိုပုံစံမျိုးတော့ရေခဲလားမရေခဲလားသိရင်ရှိဖို့ကတိုးကြီးလို့ဥစဉ်တော့အကြံပြုချင်ပါတယ်အဲ့တော့ဖင်လန်ပြောင်ကြီးကိုတဲ့ဟုတ်ဆိုတာနော်ဖင်လန်ပြောင်ကြီးကတော့အကုန်လုံးရေခဲရေခဲအော်နေတာဖင်လန်နိုင်ငံမှာနေပြီးတော့ဘောမအချင်းချင်းတော့မင်းတို့ကိုက်ရကြပြီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းမှာနိုင်မှုဘာသာစာတွေပြည်သူစီတွေစိတ်ခွင်အားတက်ဖို့ဆိုလို့ရှိရင်တော့ ထောက်ပံ့မှုကလည်းအရန်လိုတယ်ဗျထောက်ပံ့မှုကလည်းအရန်မျိုးလဲနော်ဦးစင်းတော့စိတ်မကောင်းမှုတစ်ခါလေဟိုကတော့စိတ်မကောင်းတာပြောထောက်ပံ့လို့ရတဲ့ပတ်စံကြတော့လဲအကုန်လုံးကိုတီတာယူမုံဖို့နေရတာ။ခါလေလူတွေကပတ်တာဒီလူကြီးတွေကိုတည်းကခါလေပြည်သူစစ်တီရဲ့ဟိုဟာပေါ့နော်မကောင်းတဲ့ဝါဒမကောင်းတဲ့စိတ်ကမြင်းနေရ။ဖះပြီးလို့ရှိရင်လူတို့ကညမ်းဖြတ်မယ်ဆိုတဲ့ဘုံမျိုးဖြစ်နေတယ်။ဖះပြီးရင်ညမ်းဖြတ်မယ်ဆိုတဲ့ဘုံဖြစ်နေတယ်။နော်တချို့လူကြီးတွေနော်စိတ်ဓာတ်ပိုင်းဆိုင်ရာအောက်တန်းကြတဲ့လူကြီးတွေပေါ့ဗျာ။သူတို့ကိုယ်တိုင်ကအကောင့်ထဲရမထွက်ဘူးအမိန်တစ်ခုပဲပေးနေကြတာအဲပေါကရုံးတော့ထိုးကြွေးခံနေရတဖြည်းဖြည်းနဲ့တိလာပြီ ။ဒါမျိုးလူကြီးတွေလည်းရှိတယ်။ဦးစင်းတို့ကလည်းဦးစင်းတို့ကိုယ်တိုင်လည်းတည်တယ်။ဖျားပြီးရင်ညှက်ခက်ခံရမယ်ဆိုတော့လည်းဦးစင်းတို့ကတည်တယ်။ဒါပေမဲ့ဦးစင်းတို့ကဒီတိုင်းပြည်ငင်းရမ်းစေချင်လို့အေးချမ်းစေချင်တဲ့အတွက်ကြောင့်ဦးစင်းတို့ကလှုပ်ဆောင်နေချင်းဖြစ်တယ်။အေးပြီးရင်မင်းတို့ရှင်းပါမင်းတို့ရှင်းပြီးတော့အေးချမ်းအောင်ပါအသေးကြပဲ။အမုန်းကံပြီးပြစ်ပစ်ခံပြီးလှုပ်ဆောင်နေချင်းဖြစ်တယ်။ပြည်သူစစ်တွေဆိုလည်းထုံနေတူဆိုပါပဲ။အာနာမယာမန်းလည်းတည်တယ်၊နေရမယာမန်းလည်းတည်တယ်။ဦးစင်းတို့ငကောရှမ်းပြည်နယ်ညောင်ပိုင်းကပြည်သူစစ်တွေလို့မဟုတ်ဘူး။ရှမ်းပြည်နယ်ကတော့ပြည်သူစစ်တွေကဒီမှာခမရအခုဖြစ်တဲ့ အများကြီးပါပဲလောက်ကင်တို့မှလည်းပြည်သူစစ်ရှိရဲမူဆယ်တို့မှလည်းပြည်သူစစ်ရှိရဲခဗျအများကြီးအများကြီးပြည်သူစစ်တီဒီဘက်ခဗျအများကြီးပဲနော်တာမွန်ကြီးဘက်တို့ဆိုလို့ရှိရင်ဥမြင့်ဆွေတို့ဥမြင့်လွဲတို့နောက်ဆက်တဲ့ထိုင်စားလို့မကောမကုံတော့ဘူးသူတို့တွေကမကုံတော့ဘူးနော်မကုံတော့ဘူးဒီမန္တလေးမြို့တို့ရန်ကုန်မြို့တို့မှဆိုလည်းခဗျကြည့်လိုက်ဟိုနဲ့ရှင်နာလိပ်ပြဦးစင်းဗဟန်းပဲမှာသူတို့ဟိုတယ်တွေရှိတယ်မကာစီနိုတွေနဲ့ဘာနဲ့ကြိတ်ကြိတ်တဲ့သူတို့တွေဟုတ်လားတင်ခံလည်းအကြောင်းမရှိဘူးမတင်ခံလည်းသူတို့တွေအကြောင်းမရှိဘူးအများကြီးပဲသူတို့ဟာတွေမန္တလေးမှာဆိုလည်းပြည်သူစစ်တီကင်းတာမဟုတ်ဘူးဟုတ်လားမခွင့်နဲ့လို့ပြောမဟုတ်တယ်တွေမတော်တော်များများရှိတာပဲဘယ်လိုဟုတ်လား ပြည်သူစစ်တွေတို့တို့ဗမာပြည်တဲ့ပြည်သူစစ်တွေအဲ့လိုမဟုတ်ဘူးမရှိဘူးမိသားစုစားဝတ်နေတောင်အဆင်မပြေဘူးအဲ့တော့ဘာပြောချင်တာလဲအခွင့်အရေးလိုချင်လို့ပြည်သူစစ်လုပ်နေကြတာမဟုတ်ဘူးကို့ရိုက်ပါကို့နေရာကို့မျိုးနဲ့အေဂျင့်စီချင်လို့ကို့တိုင်းပြည်ကို့ဘာသာတာနာဘာသာနာတိုးတက်စီချင်လို့ဘာသာနာမထိခိုက်စီချင်လို့ကို့တိုင်းပြည်ကြီးငြိမ်းချမ်းစီချင်တဲ့အတွက်ကြောင့်လှုပ်ဆောင်နေကြတာပြည်သူစစ်တွေအားလုံးဟာဖျားပြင်းညံ့ဖြဲ့မဲ့ဖျားပြင်းကြောင်တို့ခံရမဲ့ညံ့ဖြဲ့ပြီးမှဟူပြင်းမဲ့ဆိုအကုန်လုံးတီးပြီးသားမတိတာလည်းမဟုတ်ဘူး တော့ခင်ဗျားတို့ဗျာညံဖြစ်တာဖြစ်တာနောက်ဆုံးတော့အပြည့်ပြောတာပြောနောက်ဆုံးပေါ့နော်၆ပန်ပေးပါဦးဒိခါတွေကိုနော်လိုအပ်တာလေးတွေဖြည့်ဆည်းပေးပါဦးလို့ဟုတ်ကဲ့တော့တောင်းသားဖြစ်နေတာဟုတ်ကဟုတ်ဘူးတော့ဒါဥစဉ်တို့ဒကာကြီးတို့ကိုဒါမေတ္တာရခိုင်ခြင်းဖြစ်တယ်မေတ္တာရခိုင်ခြင်းဖြစ်တယ်နော်ဒါကတော့ခင်ဗျားပြည်သူစစ်ထဲမှာလဲဟုတ်လားကောင်းတဲ့သူရှိလို့မကောင်းတဲ့စစ်သားထဲမှာလည်းကောင်းတဲ့သူရှိတယ်မကောင်းတဲ့သူရှိတယ်ဖုန်ကြီးထဲမှာလည်းကောင်းတဲ့ဖုန်ကြီးရှိတယ်မကောင်းတဲ့ဖုန်ကြီးရှိတယ်ဒါတော့အများနဲ့အေးမကောင်းတဲ့ဖုန်ကြီးကတော့မေးမယ်မေးမယ်ရောင်ဆောင်တယ်လားမကောင်းတဲ့ဖုန်ကြီးကမေးမယ်သိကြတယ်ရဲထဲမှာလည်းဒုနည်းတူတာကောင်းတဲ့ရဲရှိတယ်မကောင်းတဲ့ရဲရှိတာပဲနော် ဘယ်မှာလက်ငါးချောင်းတော့ညီတာမဟုတ်ဘူးနော်ဒါလေးလည်းဥစဉ်တော့ပြောချင်မှာဒါနဲ့ဥစဉ်တော့ပေါ့ညွန်းတဲ့ပြည်သူစစ်တေးကအများကအလင်းနာခံအနိုင်ခံဘဝနဲ့ပဲဥစဉ်တော့ဖြတ်တန်းနေရတယ်ဆိုတော့ခင်ဗျားတို့တိသိချင်းနေဗျာနော်တိသိတိသိချင်းနေအဲ့တော့ကြဲရွာတွေကြဲရွာတွေမှာခင်ဗျားတို့လေရင်နဲ့ချပြေးအောင်နဲ့လေရင်နဲ့ရလဲဟုတ်လားအာလေရင်နဲ့ချပြေးပြီဖရားဆိုရတယ်ခင်ဗျားတို့မပြီးဘူးလေရင်နဲ့ခင်ဗျားတို့တစ်ခေါက်လောက်ချပြေးပြီတစ်နှစ်လောက်ပြစ်ထားခြင်းနဲ့အနေထားတစ်ခုနော်စိတ်တက်ကကမထောက်ပြဘူးဘာဖြစ်လဲမထောက်ပြဘာမှမဖြစ်ပါဘူးစိတ်တက်ပိုင်းဆိုတာ PDF နဲ့နော်ငါကအများကြီးရွာတွေမှာ ။အာဟုတ်ရဲ့ပါလို့ဟာဒီ PDF တွေကိုပြဿနာဘယ်လောက်ပြီးလို့ရှင်ထိုင်းပါလို့ရတယ် PDF တွေကိုဘယ်လောက်ပြီးဘလူဝါလို့ရဆိုတဲ့ပုံစံမျိုးနဲ့ရှစ်ကုန်တာရွာ။အဲပေါကလုံးတကောင်ကတော့နေ့စဉ်လောင်းနေရပါတယ်။တောင်တကောင်ကနေပြီးမြေခွက်တွေအကြောင်းပြမြေခွက်တွေလည်းမေးရပါဘောပေါကလုံးတကောင်ပေါက်ခွက်နေရဖြစ်ပါတယ်။မင်းတို့ကောင်တွေအကုန်လုံးကမကြခင်မှာထိုးကြွေးခံပြီးတော့မင်းပြောသလိုပဲဖျားပြီးညမ်းပြမှာမဟုတ်ဖျားမပြီးခင်ကမင်းတို့ညမ်းနေဖြစ်နေပြီ။